မြန်မာနိုင်ငံမှာငလင်ပေးတင်နေတဲ့ဒူဘိုင်းမြို့မှာတိမ်းတောင်းချီနေတဲ့ကားနဲ့အပန်းဖြစ်နေတဲ့နော်ဖောင်းရဲ့ထောင်းတကယ်ချမ်းသာကြွားတဲ့စီးစင်ဥစ္စာတွေနဲ့ဒီဒီကျဲတထေးမကြီးလိုမျိုး RS ဝါများနိုင်ငံ UAE ဒူဘိုင်းမြို့တော်မှာအပန်းဖြစ်နေရကတရုတ်ဆောင်မင်းသမီးနော်ဖောင်းရဲ့ထောင်းပါဒါကြောင့်လည်းနော်ဖောင်းရဲ့ထောင်းလို့လူပြောများနေရပဲဖြစ်ပါတယ်တချို့ကလည်းနော်ဖောင်းရဲ့ထောင်းလူတန်းလောက်တာကိုလူတွေကအတိမတ်မပြုလို့ဒူဘိုင်းကိုပြီးသွားတာလို့ဆိုပါတယ်အားလုံးသိကြတဲ့အတိုင်းနော်ဖောင်းရဲ့ထောင်းဟာ ဒီမနိုင်ငံကလာပိုင်းဒီမှာတော်တော်လေးကိုဝေဖန်မှုတွေမြင့်တက်နေကြတာပါဒါကလည်းအလုံးသိကြတဲ့အတိုင်းလွန်မိုင်နဲ့အချောသုံးယောက်ကုတင်းဥဆန်းလေးနဲ့ပါခေါင်းဆောင်ဝင်းဝီနီယာကလည်းပါဝင်ခဲ့ရလို့ဆိုပါတယ်နောက်ဘွဲ့ထားဟာဆယ်နှစ်ကျော်တွဲလာခဲ့တဲ့ချစ်လူကြီးစားရှယ်လွန်မိုင်ကိုစနိုက်ကျော်ကအဲ့လိုလူမျိုးကွင်းရှင်မှလွန်မိုင်နဲ့ပေါ်ပေးဆဆပြက်တာကသူနဲ့မဆိုင်ပါဘူးဆိုပြီးတော့ပန်းလူသွေးလှုပ်ထင်ရကြပါအဲဒီကားပေါ်မှာလွှမ်းပိုင်နဲ့ကစ်ဆောက်နေကြတဲ့ဗီဒီယိုထွက်ပြီးမှတော့လူရင်းအောင်ရဲ့ဝေဖန်မှုတွေတန်းကိုတော့ဖော်ရထားတယောက်တည်းလူလဲခံစားနေရတာပါ။ အားလုံးလည်းတော့ဖော်ရထားတဲ့အောင်လူပညာလူတွေရင်းသားခဲ့ရတာဒီဥနိုင်ငံကိုတွားရောက်တဲ့ထီပါတယ်။နော်ဖော်ရထားတဲ့တစ်ခုဖြစ်လာတာကနော်ဖော်ရထားတဲ့နိုင်ငံမှာချမ်းသာဆုံးလူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ခုဖြစ်တဲ့ Hey Play လုပ်ငန်းပိုင်ရှင်ကိုထက်ခိုင်ဝင်းရဲ့ချစ်ဆိုင်နေရာဆောင်ကိုထက်ခိုင်ဝင်းဟာဒီမနိုင်ငံမှာချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ထည်ဖြစ်တာကြောင့်လည်းစီးပွားရေးလုပ်ငန်းမျိုးစုံကိုလုပ်ကင်နေရာဖြစ်ကနော်ဖော်ရထားကိုလူလေးတဲ့ပြင်ပြည့်စုံစွာထားနိုင်ရာဖြစ်ပါတယ်။ဒါကြောင့်လည်းနော်ဖော်ရထားကို တရုတ်နိုင်ငံကိုခေါ်သွားကပန်းရှင်ရပါမြန်မာနိုင်ငံမှာငလီချောင်းနေချိန်မှာတော့ဒေါ်ဖွဲ့ထားကတခြားသူတွေအတွက်စောစီးစောမြန်မာနိုင်ငံကိုရောက်ရှိလာပါအဲဒီနောက်ပိုင်းမှာတော့ဒေါ်ဖွဲ့ထားတခြားသောလူပညာရှင်မင်းသားမင်းမီးတွေတခြားသောမင်းသားမင်းမီးတွေများစွာလည်းတက်နိုင်တဲ့ဘက်ကနေတွားရောက်လူရန်နေချာဘယ်သူကမှမရောက်ခင်သူမကရင်းဆုံးမန်းလေးမြို့ကိုရောက်ရှိသွားပြီးတော့လူရန်ကုသိုလ်ယူခဲ့ရပါဒါပြင်ဒေါ်ဖွဲ့ထားကငလီတန်ကိုအစိုးဆုံးခံစားနေရတဲ့စကိုင်းနဲ့အင်းလေးဒေသတွေကိုတွားရောက်ခါငလီမင်းတဲ့ပြည်သူတွေကို သိန်းရထောင်ကြီးကလှရန်ကူညီမှုတွေပြုလုပ်ခဲ့တာပါဒါလည်းတော့ဘောရထားကသူမအမြင်ဆောင်နေတဲ့ပြည်သက်တွေသူမအပေါ်အမြင်ပြောင်းလဲလအောင်လုပ်တာလို့လူတွေကရှုပ်ရင်ကြပါရင်ဒါကြောင့်လည်းတော့ဘောရထားရဲ့ကလေးမင်းတင်ပြည်သူတွေလှရန်မှုတွေပေါ်မှာဘသူကသူမအရင်တူလုပ်ပြီးတော့ကျေးဇူးမတင်ခင်ကြပါဘူးဒါကြောင့်မလို့လည်းတော့ဘောရထားကတော်တော်လေးစိတ်တူသွားပြီးဘသူကကျေးဇူးမတင်ရင်လည်းဒီဝိုင်းမှာပဲသွားခဲ့ရမယ်ဆိုပြီးတော့ထွက်ခွာသွားတဲ့ပုံရိပ်တွေကိုတွေ့လာရတာဖြစ်ပါတယ် အခုဆိုရင်တော့ဖွဲ့ထားဒူဘိုင်းမြို့မှာတိမ်ပေါင်းတောင်းကြော်ရန်ကားကြီးတွေစီကကဲနေရပဲဖြစ်ပါတယ်။ဒူဘိုင်းမြို့ဆိုတာကတော့အာရှတိုင်းရဲ့ရှင်မြို့တော်ကြီးဖြစ်ကကမ္ဘာပေါ်ကချမ်းသာကျွားတဲ့တထည်ကြီးတွေလာရောက်အပန်းမြေကြတဲ့နေရပဲဖြစ်ပါတယ်။ဒါကြောင့်လေတိဥ္စာမင်းကြီးတွေတော့ဖွဲ့ထားတထည်ကိုထပ်ခိုင်းဝင်တဲ့အတူဒူဘိုင်းကိုသွားပြီးတော့ကဲနေကကချမ်းသာကျွားတဲ့တထည်ဘဝကိုခံစားနေရပဲဖြစ်ပါတယ်။တထည်ကြီးထပ်ခိုင်းဝင်ကတော့တော့ဖွဲ့ထားဘလောက်ပဲနာမည်ပြန်ရှိနေပါစေ။ အတော်လေးကိုကြီးဆိုင်ပြီးတော့ချစ်ပေးနေရမယ်ဖြစ်ပါရင်ဒါကြောင့်လဲတော့ဖွဲ့ရထားတဲ့အောင် တော်တော်လေးကိုကံကောင်းနေလို့ဆိုရမှာပါအခုဆိုရင်တော့တော့ဖွဲ့ရထားတဲ့အောင်မကြခင်မှာမင်္ဂလာဆောင်တော့မယ်လို့သိရကမြမငနေဘေးကိုလည်းခရင်မဆိုင်နိုင်တော့ပါဘူးစောပိုင်းမှာတော့လူရန်ခဲ့ပေမဲ့အခုချိန်မှာတော့ဒီပိုင်းမှာကဲနေခဲ့ပါပြီတချို့သောသတင်းတွေကတော့ဖွဲ့ရထားလူပညာလောကကနေညှနာတော့မယ်လို့လည်းဆိုပါရင်ဒီဗီဒီယိုလင့်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဒီပိုင်းမှာကဲနေရင်တော့ဖွဲ့ရထားနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့မြင်လေးကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်